ားလုံးမင်္ဂလာပါခင်ဗျာ Happy Birthday to you channel ရာနေဒီထက်ဆိုတာနဲ့ဆက်သားလိုက်ပါတယ်ဟုတ်ကဲ့ပါဒီနေ့နိုမာလာ15ရက်နေ့ကျွန်တော်တို့ Happy Birthday to you channel ရာနေတင်ဆက်ပြီးမဲ့ဝင်းနေစီတောင်းစီစဉ်မှာပါဝင်လာတဲ့မင်းရှင်ရတော့ဂျပန်နိုင်ငံမှာနေထိုင်နေကိုတူကူကူမောင်မဲဖြစ်ပါတယ်ခင်ဗျာ Happy Birthday ဒီနေ့နိုမာလာ15ရက်နေ့မှာရောက်ရှိလာတယ်ကိုတူကူကူမောင်ရဲ့28နှစ်ပြည့်မင်းရဲ့မျက်လေးကိုတော့မြောက်ဦးမှာနေထိုင်နေ မိမိတော်တန်တန်အမမနေဒနာကျောဖောက်ကူတန်မြေစောဒူမာကြီးမိမိမို့တွေ့နေဒူမာလေးကျယ်စင်လေးလေးတို့ကနေဝိနည်းစုမကောင်လေးတောင်းဆိုပေးထားပါပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကုတ္တကုကူမောင်ရဲ့၂၈နှစ်ပြည့်မွေးနေ့ရဲ့မျက်လေးကိုချီးရတဲ့မိသားစုစီတောင်းပေးထားတဲ့ဝိနည်းစီတောင်းလေးတွေရတော့ဒီနေ့မွေးနေ့လေးမှာစာကျမပြောရှင်ပါသည်ကျဲကျဲမမနဲ့စီကူးနေဘောကတထဲကြနိုင်ပါသည် တောင်းလေးလည်းအများကြီးတနိုင်ပြီးခီးကြီးတွေလည်းအများကြီးထွက်နိုင်ပါသည် ရှေ့ရတဲ့မိသားစုနဲ့လည်းတစ်နှစ်တနိုင်ငံလက်ပတ်နိုင်ပါသည်သတားကြီးစိတ်ချမ်းသာခြင်းကိုယ်ဟိချမ်းသာခြင်းတို့နဲ့ပြည့်စုံနိုင်ပါသည်ကိုလိုချင်တဲ့ဘဝပန်းတိုင်းကိုလည်းတလန်းနိုင်ပါသည်အေးချမ်းသာတဲ့ဘဝကိုလည်းထောက်ရပိုင်ဆိုင်ရပါသည်အခက်အခဲတွေအားလုံးကိုလည်းကျော်လွန်နိုင်ပါသည်တို့ရင်ဆန္ဒမှန်တမ်းများပြည့်စုံပါသည်ဆန္ဒနဲ့ဘဝတထတဲ့ကြပါသည်မိသားစုတွေအားလုံးကအရင်ချပါပြီဆိုပြီးတော့ကုထုကုကိုမောင်ရဲ့၂၈နှစ်ပြည့်မှုနေ့ရက်လေးကိုမမေတော်တန်တန် အမမနီတနာရောဖကူတမ်းမြင့်စောဒူမာကြီးမိမိမို့သွဲနဲ့ဒူမာလေးကျဲစင်လင်းလေးတို့ကနေဝင်းနစ်စမို့ကောင်းလေးတောင်းဆိုပေးထားတာပဲဖြစ်ပါလေခင်ဗျာဟုတ်ကဲ့ပါကုထုကူကူမောင်ရေ People Daily Channel ရာနေလေဒီနေ့နိုဝင်ဘာလ15ရက်နေ့မှာရောက်ရှိလာတယ်ကုထုကူကူမောင်ရေမွေးနေ့ရက်မျက်လေးကိုထက်စင်ဝင်းနစ်စမို့ကောင်းလေးတောင်းဆိုပေးခြင်းပါတယ် Happy Birthday ပါခင်ဗျာဝင်းနေ့ကနေစပါပြီးရောချစ်ရတဲ့မိသားစုနဲ့အတူနောက်နေ့ပေါင်းများစွာတိုင်ပြည့်ရှင်သာနေထိုင်နိုင်ပါစေ ဒီအတိုင်းကိုအကျဉ်းစွာ ဖြစ်တန်းနိုင်ပါသည်။ဘောရင်အောင်မြင်မှုများစွာကိုလည်းပိုင်ဆိုင်နိုင်ပါသည်။ဘလုတ်ကိုင်းတွေလည်းဒီသမကအစဉ်ပြေပြီးတော့စီမောလဲလာပါများလည်းဒီလာထုတ်တတ်ပါသည်။မျက်နှာမြင်ချစ်ခင်တညာတနာပါသည်ဆိုတဲ့စုကိုပိုင်ဆိုင်နိုင်ပြီးတော့ချစ်သူခင်သူပေါများပါသည်။ကကြည်တုံးပါ။ရင်းနှီးမြင်ငါးပါးပြန်နေလည်းခင်ဝင်နိုင်ပါသည်။ဘဝမှာမရှိစကားမကြားပဲနဲ့တက်ရှိကြမှာပြောရှင်ပြီးတော့ကောင်းကောင်းလေးစမ်းသပ်မှန်တဲ့များပြေဝပါသည်လို့ ဒီနေ့နိုဝင်ဘာလ15ရက်နေ့မှာရောက်ရှိလာတဲ့ကုထုကုကူမောင်ရဲ့မွေးနေ့ရက်မျက်လေးကို Pipetty Channel ကနေလည်းထက်ဆက်မွေးနေ့ဆက်မှုကောင်းလေးတောက်ဆုပ်ပေးလိုက်ပါရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ရောက်ရှိလာတဲ့မွေးနေ့ရှင်ပါဝင်ကျွန်တော်တို့ပြည်သူတွေအားလုံးအေးချမ်းသာတဲ့အချိန်တွေကိုအပြည့်ပိုင်ဆိုင်နိုင်ပါသည်လို့ Happy Birthday Channel ကနေဆုတောင်းမေတ္တာပို့သပေးလိုက်ပါရခင်ဗျာ Happy Birthday